တော့ကျွန်တော်အခုလိုမျိုးငလင်လုံနေတဲ့အချိန်မှာဘလို့သတိပြုနေထိုင်ရမလဲမသိဘူးဖြစ်နေရဲ့ပရိသတ်တွေရှိရဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုဆောင်းအောင်ကြည့်ပေးပါအပထမဆုံးအနေနဲ့ကျွန်တော်ကငလင်လုံတဲ့အချိန်မှာပေါ့နော်အိမ်ထဲမှာရှိနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတက်နိုင်တဲ့မြာခုံအောက်တို့ဂရင်အောက်တို့မှာကျွန်တော်တို့ဒါခေါင်းအောင်တေချာလေးကာကွယ်ယူပြီးတော့နေထိုင်သင့်တယ်အဲခုံမာတွေမရှိဘူးဂရင်တွေမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗရင်မောက်မှန်နေနဲ့ဝေးရအောင်နေပေးပါမှန်နေကွင်းနိုင်တာဖြစ်တဲ့အတွက်အားလုံးပဲကြိုးစိုက်ပေးပါအဲပြီးဝိုက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအခန်းနေရန်ဒေါင်းပေါ့နော်အဲ့နေရာမှာတေချာလေးအဲဒူးကွေးပြီးတော့ငငယ်လေးထိုင်ပြီးတော့ ော့ကျွန်တော်တို့ခေါင်းလေးကိုတေချာလေးအကာအကွယ်လေးယူထားပြပါခင်ဗျာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအပြင်မှာရှိနေမယ်ဆိုလို့ရှိရင်အတီးကတော့လုံးဝမပြေးပါနဲ့ဗျ ပြီးွားရင်ကျွန်တော်အဆောက်အုံနဲ့ဝေးရိုင်မှာနေပြီးတော့ကျွန်တော်ကိုယ့်ရဲ့ပတ်ဝန်းကျင်သားမှာအမျိုးသမီးတွေကလေးတငယ်တွေတကြီးတွေတွေရှိမယ်ဆိုလို့ရှိရင်တော့သူတို့ကိုအဲကုညီပေးပြီးတော့ဘေးလို့ရအောင်ကုညီရွှေ့ပြောင်းပေးပါအဲတကယ်လို့ကျွန်တော်တို့ဒါကားထဲမှာရှိနေမယ်ကားမောင်းနေမယ်အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကားကိုမမောင်းမင်းနဲ့ရက်ထားပါပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လမ်းမေးကိုချရက်ပါလမ်းမေးချရက်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါတောင်ပေါ်လမ်းနေအဲပြီးွားကျွန်တော်တို့ဒါလျှက်စစ်တဲ့ဂျိုးတွေရှိရဲ့နေရာတွေတံတားတွေပေါ်မှာကျွန်တော်တို့ဒါမရက်မိစီဘူးလေအားလုံးပဲ view site ပြန် ဘင်းဆိုင်တင်ပါတယ်ဆိုတော့အားလုံးပဲအခုဒါကြည်နေကြတဲ့ပရိသတ်တွေအားလုံးလေအဲမင်းရဲ့နေကင်းရှင်းကြပါစေလို့ကျွန်တော်တို့ကဗီတီအာမှာစုမကောင်းလေးတောင်းပေးလိုက်ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ